စီပွားရေးနဲ့ကိုတိုင်ရဝန်ဝင်ကြီးဌာနမြန်မာနိုင်ငံကုန်သင်းများနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နဲ့မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ရဲ့ပူးပေါင်းစီစဉ်မှုနဲ့စံစီစာပေငါငပီအမေသာစိတ်သာကြက်သာဝတ်သာကြက်ဦးပေးဦးစတဲ့ကိုမျိုးစုံများနဲ့ဟင်းသီးဟင်းရွက်များအောင်ပြည်တော်စုနယ်မြေနေပြီးတော့ဇကိုင်းနဲ့မန္တလေးမြို့များအတွင်းငရေတက်တဲ့ဝန်ထမ်းအင်အားများတို့မလ30ရက်နေ့မှာစာရွေးအင်တာရရောက်တွားရောက်ပြီးတတရဲစိန်တော်များနဲ့ရောက်ချပေးလျက်ရှိကမေလာ 23ရက်နေ့က43ရက်နေ့မြောက်အဖြစ်ဈေးက80နဲ့လှည့်လည်ရောက်ချပေးခဲ့ပါတယ်။ လာတူစီးပွားရေးနဲ့ကုတန်းရဝင်ဝင်ကြီးဌာနနဲ့မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းဆီစဉ်မှုနဲ့အမေသာအသာပိတ်တာ190အမေသာအယူအသာပိတ်တာ150တို့ကိုစိုက်ပျိုးရင်မွေးမြူနေစိန်မြောင်းဝင်ကြီးဌာနတရားစာတမ်းနဲ့တဘာဝပန်ဝင်ကြီးထိတ်သိရေးဝေကြီးဌာနရှင်ဝန်တန်းများနဲ့ပြည်သူများတို့မေလ23ရက်နေ့မှာစာရွေးအပတ်စဉ်အင်္ဂါနေ့တိုင်းတက်တာတွေစိန်နှုန်းများနဲ့လှည့်လည်အောင်ချပေးလျက်ရှိပါတယ်။ ဒါအပြင်ဇီဝရှင်နဲ့ကုတန်ရဝယ်ဝင်ကြီးဌာနနဲ့ဘကုတ်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များလူသုံးကုန်များစားသောက်ကုန်များနဲ့မိဖို့ကြောင့်အုံပစ္စည်းများစားတဲ့ကုန်ပစ္စည်း108မျိုးတို့ကိုပြည်အောင်စုနယ်မြေနေပြီးတော့အတွင်ငရင်တန်တဲ့ဝန်တန်းများနဲ့ပြည်သူများတို့ဈေးကားကြီးအယောင်ရှင်နဲ့မေလ5ရက်နေ့မှာစ၍တသက်ရည်ဈေးနှုန်းများနဲ့လှည့်လည်ရောင်းချပေးလျက်ရှိပါသည်။ အလာတူမေလ7ရက်နေ့မှာသကိုင်းမြို့မှာဈေးကား၄စီးနဲ့၎င်းမန္တလေးမြို့မှာဈေးကား၄စီးနဲ့၎င်းလှည့်လည်ရောက်ချပေးလျက်ရှိသလိုနေ့စဉ်ဆက်လက်ရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်။